โอเคအားလုံးပဲမြင်ပါပါအဲ့တော့ကျွန်တော်ဒီနေ့ကွန်ပျူတာထဲကိုဇာပြန် install လုပ်တဲ့နည်းလေးကိုပြပြပေါင်းလို့ပြပါတယ်ဒီနေ့ကွန်ပျူတာကပြန်ကြည့်ခေါ်တာပါအဲ့တော့ဇာပြန် install လုပ်ဖို့ကျွန်တော်တို့ကအစင်ပြတဲ့ browser တစ်ခုခုကိုဖွင့်လိုက်ဘယ် browser ပဲဖြစ်ရအောင်နော် browser တစ်ခုခုကိုကျွန်တော်ဒီမှာ Firefox ကိုသုံးပြီးတော့ပြပြပေးပါမယ်နော်အဲ့တော့ကျွန်တော် Firefox ကိုရောက်ပြီဆိုရှင်ဟော i i ဇာပြလို့ရတယ်ပေါ့နော် i i i z e b y i ဇာပြ .i ဇာပြ .i ဇာပြ .com လို့ရပြီးတော့ under ခေါ်လိုက်နော် copy မှာနော်ကျွန်တော်ရိုက်လို့လေးပဲအိုင်းသားပြတော့ကောင်းအိုင်းသားပြတော့ကောင်းရောက်ပြီဆိုရင်တော့ကျွန်တော်ကဘယ်တဲ့ဥသားမလဲဆိုရင် download တဲ့ share ဝင် download တဲ့ဝင်သွားရင်တော့ကျွန်တော်ကဒီမှာသားပြ PC ပြရှိရတကယ်လို့ mix ရအဲ iOS ကိုသုံးနေရလို့ချင်းသားပြ iOS ကိုသုံးလို့ရတယ်နော်အဲတော့ကျွန်တော် PC Windows အတွက်ဆိုရင်တော့သားပြ download လုပ်ပါမယ်နော်သားပြသားပြ PC အောက်က download လုပ်ပါမယ်နော် တစ်ချက်နေနိုင်မနေ့ယူခဏစောင့်နေဒါပေမဲ့သူက download လုပ်မှလာဆိုတော့ download လုပ်ပါဒါကကျွန်တော်ဟို internet download manager ပါလို့ပေါ့နော် internet download manager မပါဘူးဆိုလို့ရှင်လေဒီ browser ရဲ့ download manager က download လုပ်ပါပြီလိမ့်မယ်ဘယ်လိုပဲဖြစ်ဖြစ် download လုပ်လိုက်ပါနော်ဟုတ်ကဲ့ဒီကောင်ကကျွန်တော် internet download manager ရဲ့ပြဿနာတချို့ပြရမယ်ပေါ့နော်အဲကျွန်တော်ပြန်ပြီးတောင်းလိုက်မယ်โอเค ဝေဒါသူတောင်းပါပြီပေါ့နော်။ Okay, download ဝါရီဆိုလိုချင်တာညာဟုတ် download ဖို့လာထဲမှာရှိနေမယ်။ဒီ PC တွေက download ထဲဟုတ်သွားပြီးတော့ကျွန်တော် program ထဲမှာတစ်ချက်ကြည့်လိုက်မယ်နော်။ဟိုဒီစားပြ PC live ဆိုတဲ့ .exe file လေးတွေ့ပါလိမ့်မယ်နော်။ဒီစားစားပြ file လေးပေါ့နော်။သူ့ကို double click နှိပ်ပြပါ။ Yes ကိုသွားမယ်ပေါ့နော်။ Yes or No down Yes ကိုသွားမယ်။သွားပြီးတော့ခဏလေးစောင့်ပေးရပြပြပေါ့နော်။ခဏလေးစောင့်ပေးရတယ်။ ဟိုတက်လာပါလိမ့်မယ်နော်ဒီအောက်မှာโอเคတက်လာတက်လာပြီကျွန်တော်တို့ကဘာမှလုံးเสียရမလို့ဒါလွယ်အာဒီမှာ iron set the agreement ကိုယူပြီပေါ့နော်ပြီးရင် name ကို set name ပါ name ကိုပဲ set name create a desktop shortcut ကိုမှန်ချက်ချလာမှန်ချက်ထားမယ်ဆိုရင် desktop ပေါ်မှာပေါ်လိမ့်မယ်ပေါ့နော်အဲ name ကို set name ပါ install ပေါ့နော်โอเคဒါလေးပြီးအောင်ခလာဆောင်မယ် ဟို install လုပ်ပြီးပါတယ်ဒါဒီကောင်အမှန်ကြီးဖြုတ်ပြီးတော့ဖိနေနေလိုက်ရတယ်အဲ့ဒီခါလေးမှာဇာပြာကလေဟိုဖုန်းနဲ့ချိန်တဲ့ခါတို့ဘာလို့မှချိန်လို့မရရပါဖြစ်တတ်တယ်နော်အဲ့ဒါဘာလို့ဆိုလို့ချင်းအဲ့ပြဿနာကိုဟိုနည်းချင်တယ်ဆိုလို့ချင်းဒီလိုအရင်လောက်တာ wifi ကိုအရင်ဖွင့်နော်ကွန်ပျူတာရဲ့ wifi ကိုအရင်ဖွင့်ပြီးပါမှမိတ်တွေကဇာပြာ pc ရဲ့ဇာပြာ pc ဆိုတဲ့ software တွေကိုဝင်ပြီးကြမှမိတ်တွေဟိုဟာချိန်ကြည့်လိုက်ပါနော်ဒါဆိုလို့ချင်းတော့အဆင်ပြေလိမ့်မယ်နော်ဇာပြာ wifi လေးကိုအရင်ဖွင့်